နင်းငွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ15ရက်ကနေ21ရက်နေ့တော်တွင်မှာရံများတဲ့အဖြစ်စီနောက်စစ်တီများတဲ့ရံတိုက်ခံနေကြတဲ့ဖြတ်သန့်ပြီးတော့ကိုလိုရဆန္ဒရှိသူတို့ကိုစောင့်ရရတဲ့နေသားရှိမယ်တပားသူကြောင့်မိမိရွယ်ချက်တွေပြတ်တတ်တယ်မူလစီစဉ်ထားတဲ့စီစဉ်နေလက်တွေ့စောင့်ရတဲ့ခါမှကျတော့အဆင်မပြေသလိုဖြစ်မယ် အတော်တန်ကိုစိတ်ပင်ပန်းသူပင်ပန်းဖြစ်တဲ့နေထားနဲ့ဖြတ်သန်းရတဲ့နေရက်တွေကိုကြုံတွေ့ရပါမယ်15ရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်အဲ့ဒီပြင်းတွေကငကပေါ်ရက်နဲ့တိုက်ဆိုင်တဲ့အတွက်မတော်တဆထိခိုက်မှန်တွေကျူးဆက်ရမယ်အခါရမရှိတဲ့အမြင့်ဆုံးတက်ချင်းတွေမပြုတ်ရဘူးအသွာလာနေထိုင်ခက်ရံပဋိပက္ခမဖြစ်အောင်နေထိုင်ရမယ်သူသဖြင့်အင်းဒီတနေ့တာအတွင်းအနောက်ရက်ကိုတည်သွားစဉ်အနေရှိတတ်တယ် နေတနိုင်ခွဲတဲ့ညနေ3နိုင်တွင်သွားလာနေထိုင်ကျူးဆက်ရမှာပေါ့ဆက်ချောင်းနေမှာတော့ရာရာကောင်းသောကံနဲ့ကျိုးပြီးတဲ့ကံတွေပေါ်လာတယ်ပြိနေတဲ့လမ်းကြောင်းတွေပြန်ပွင့်တယ်ခီးကိစ္စဆင်ပြေမှုရှိမယ်16နှစ်နေမှာငွေကြေးကံကောင်းမယ်ပဋိပက္ခတွေကြားရတိုးတက်မယ်ခီးကိစ္စလုပ်ငန်းကိစ္စတွေဆင်ပြေမယ်16နှစ်နေမှာငွေကြေးကံထူးကောင်းတယ်လက်ပွင့်မယ်လူရပြည့်စုံမယ်ဘဝတိုးတက်မယ် 19ရက်နေ့မှာရှင်ပြန်မှုမှသမျှအောင်မြင်ပြီးတော့တခုလည်းမကတဲ့တို့တွေကိုလောကန်ရှင်ပြပြီးတိုးတက်မယ်။20ရက်နေ့မှာယန်နောက်ဆက်တင်တဲ့နေငယ်တွေ့တတ်တယ်။စိတ်ပင်ပန်းလူပင်ပန်းဖြစ်တတ်တယ်။ပြီးမှလူရှိရပြည့်စုံမယ်။21ရက်နေ့မှာငကဘောရက်ဖြစ်တယ်မတော်တဆထိခိုက်မှုအနေရကိုထူးဖြူပြီးကိစ္စရမယ်။အဲဒီတနေ့တာကာလအတွင်းမှာ အသွာလာနေထိုင်ကို အထူးပြုကိစ္စရမယ်နေထားရှိတယ်။အဲဒီတနေ့တာအတွင်းတောင်ရက်ကိုတည်သွားစရာနေရှိတတ်တယ်။ နေ့7နိုင်နဲ့တနိုင်ခွဲအတွင်းမှာသွားလာနေထိုင် အထူးပြုပြီးဂရုစိုက်ရမယ်နေထားရှိကြောင်းတင်ပြလိုပါတယ်ဒီကဏ္ဍအတော်အတွင်းမှာဇာတပတိနေ့တောကြနေ့စနေနေ့မွေးသူတွေကိုကောင်းကျိုးပေးတယ်ငါးနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ်ဇန်နေ့မွေးသူတွေကတော့ပုံမှန်ပါပဲအနည်းအောင်ချက်သွေးအောင်ပန်းအောင်တို့ကိုတောင်းပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ရင် ထူးထူးခြားခြားအစဉ်ပြေတဲ့ကံကြမ္မာရှိတယ်ဒီကာလအတော်တွင်းမှာအနီအောင်ချက်သွင်းအောင်ပန်းအောင်တို့ကိုသုံးတဲ့အပြင်အနီအောင်ပန်းတို့ကိုဖျားကတ်လူပြီးလိုရာဆူတောင်းရင်ဆူတောင်းပြည့်ခြင်းကိုကြုံတွေ့ရပါမယ်ကျေးဇူးတင်ပါတယ်မြန်လာနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ15ရက်ကနေ21ရက်နေ့အတော်တွင်းမှာအရေးပါတဲ့ဆုံးဖြတ်ချက်နဲ့ဘဝတိုးတက်မှုတွေကိုဖန်တီးနိုင်တယ် ဥတီချက်စစ်တွေနဲ့လောက်ကန်ပြီးတော့လုပ်တဲ့ကိစ္စတွေကနေကောင်းသောကျိုးဆက်တွေကိုရရှိမယ်။လူရောသုဆင်မဟုတ်တဲ့ဤစနစ်တွေကိုသုံးချပြီးတော့ဘဝတွတ်တဲ့မှုကိုရမယ်။တခါမှလောက်ကန်မှုခြင်းမရှိတဲ့လုပ်စည်းဝါးသစ်တွေကိုလည်းလောက်ကန်အောင်မြင်နိုင်တယ်။နေအိန္ဒိယပြုပြင်ခြင်းပြောင်းလဲခြင်းဆောင်ရွက်မှုတွေရဲ့နှစ်သာရကိုရရှိမယ်။ရည်မှန်းချက်စစ်တွေကိုလက်တွေ့ကောင်းထည့်ဖို့ပြီးဘဝတွတ်တဲ့မှုရဲ့နှစ်သာရကိုကြုံတွေ့ရနိုင်မယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေ့တွန်းလောက်ကန်ခြင်းတို့ရဲ့ကောင်းသောကျိုးကျေးဇူးကိုရမယ်။ 15ရက်နေ့ကမတော်တဆထိခိုက်မှနေကိုထုပြုတ်ပြီးကယူဆက်တဲ့နေ့ဖြစ်တယ်။အဲ့ဒီမှာနောက်ရောက်ကုန်ဒီသွားစရာနေရှိတတ်တယ်။နေ့တနင်္ဂနွေနေ့ညနေ3နာရီတွင်အသွားလာကယူဆက်ရမယ်ငကဘောရက်ဖြစ်တယ်။16ရက်နေ့မှာတော့လုံးစုံဆင်ပြေခြင်းကံကောင်းခြင်းနဲ့လူရပြည့်စုံခြင်းကိုရှိလိမ့်မယ်။ဝေကြီးကန္တာဒုက္ခကန္တာထူးထွတ်တယ်လိမ့်မယ်။၁၉ရက်နေ့မှာငွေကြေးလက်ပွင့်ခြင်းလိုရာပြည့်စုံခြင်းစီးပွားကောင်းခြင်းကိုကြုံမယ်။ ဆက်ရှိရနေမှာရှင်ပြိုင်မှုမှသမျှအောင်မြင်ပြီးတော့ဘဝတိုးတက်ပြီးငွေကြေးကဘဝတလန်းအောင်မြင်မှုလမ်းကြောင်းတွေရရှိသွားမယ်19ရက်နေ့မှာလူယုံထားလို့မရဘူးသူတစ်ပါးကြောင့်ကိုရွယ်ချက်တွေနှောင့်နှေးခြင်းချက်ကြခြင်းတွေကြုံမယ်20ရက်နေ့ကတော့အလုံးစုံကောင်းခြင်းနဲ့လူရပြည့်စုံခြင်းဘဝတိုးတက်ခြင်းတို့ကိုကြုံတွေ့နိုင်တယ်21ရက်နေ့ကလည်းငကဘောရက်နေ့တိုက်ဆိုင်နေအဲ့ဒီမှာတောင်ရက်ကိုတည်သွားစရာနေရှိတတ်တယ် နေ့စနေနိုင်တဲ့တနိုင်ခွဲတွင်သွာလာနေထိုင်ယူဆက်မယ်သူတပယုံပြီးလွှဲပြီးလုပ်တဲ့လုပ်တွေကိုတော့ရှောင်ရမှာပေါ့တပတ်တာတွင်ဇာသပတိနေဗုဒ္ဓုနေအင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္လာနေ့တောက်ကြနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်တွေရှိတတ်တယ်သုံးခွန်ငါးကနန်းနေအချိုးပေးတယ်အပြာရောင်မိခိုးရောင်နုနေရောင်တို့ကိုဝင့်စင်သုံးဆွဲပြီးတော့လှုပ်ချင်းကန်ချင်းတွေအချိုးပေးမယ် အဖြူရောင်ပန်းဝင်းတို့ဘုရားကလူပူဇော်ပြီးတော့တို့ရဆန္ဒပြုပါဆုတောင်းပြခြင်းကံကောင်းခြင်းနဲ့အလိုပြည့်စုံခြင်းတို့ကိုရရှိသွားပါမယ်။ကျေးဇူးတင်ပါတယ်။အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်နိုဝင်ဘာလ25ရက်နေ့27ရက်နေ့တော်တွင်မှာကောင်းသောပြောင်းလဲဖြစ်တည်မှုနဲ့တိုးတက်မှုတွေရှိတယ်။ဝေကြီးကိစ္စဆင်ပြေမယ်၊လောကကိစ္စဆင်ပြေမယ်။ ကာလရှိကြဆိုင်းငံ့ထားတဲ့လူတွေကိုလည်းပြန်လည်စတင်နိုင်တယ်။ပုံမှန်မဟုတ်တဲ့ငွေဝင်ခြင်းနဲ့လက်ပွင့်ခြင်းကိုကြုံတွေ့နိုင်တဲ့ကာလတစ်ခုဖြစ်တယ်။ဆန်ကားရည်နေဟာထူးခြားတဲ့ကံပွင့်တဲ့နေ့တစ်ခုဖြစ်သလို မတော်တဆထိကံပွင့်တဲ့နေ့ကိုယူဆရမယ်။နေ့တစ်ခုဖြစ်တဲ့အသွာလာနေ့တိုင်းယူဆရမယ်။အနောက်ရက်ကိုတည်သွားစရာနေ့ရှိတတ်တယ်။နေ့တန်တိုင်းခွဲနဲ့ညနေ3:00အတွင်းသွာလာယူဆရမယ်။16ရက်နေ့ကတော့ အလုံးစုံကောင်းခြင်းနဲ့ဆင်ပြေခြင်းခံနေပြန်လည်ပေါ်ထွန်းလာပြီးတော့ရည်မှန်းချက်အောင်မြင်မယ်ဒါပေမဲ့ယံနဲ့မနာလိုသူတွေကြားရတဲ့ဖြတ်သန်းရတဲ့18ရည်နေ့မှာငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်းလူပြည့်စုံခြင်းနဲ့ရပိုင်권နဲ့ပြန်လည်တောင်းဆိုရရှိနိုင်တယ်18ရည်နေ့မှာငွေကြေးဥစ္စာဖွံ့ဖြိုးခြင်းလက်ပွင့်ခြင်းကံပွင့်ခြင်းအလိုရှိရာပြည့်စုံခြင်းနဲ့ရှိမယ်19ရည်နေ့မှာအပြိုင်ဆိုင်အားလုံးကိုကျော်ပြီးမိမိဘဝတိုးတက်မှုနဲ့အလိုဆန္ဒရှိသည့်တို့ကိုလောက်ကန်နိုင်ခြင်းကိုကြုံမယ် နှစ်ရက်နေ့မှာရန်တိုက်ခံတဲ့ရှင်မဲပြီးမှလူပြည့်စုံမဲလက်ပွင့်ခြင်းကံပွင့်ခြင်းနေရှင်မဲ21ရက်နေ့မှာဆာဝက်ဆာနာငွေကြေးလက်ပြောင်းလက်တွဲတတိထားမဲငွေကြေးပေးယူညံ့အငင်းပွားစရာတွေရှိတဲ့အဲ့ဒီနေ့မှာ မတော်တဆနဲ့ကျူဆာမဲတောင်ရက်ကိုတည်သွားစရာတွေရှိတဲ့တဲ့နေ့17ရက်နေ့တန်တိုင်းခွဲတွင်းအသွာလာနေထိုင်ကိုကျူဆာရမှာဖြစ်ပါတယ်တနင်္လာနေ့အင်္ဂါနေ့ ဗုဒ္ဓနဲ့မွေးသူတွေကောင်းကျိုးပေးတဲ့တနည်းငယ်တွေတောက်ချာနေမွေးသူများကြောင့်စိန်တော်ရှယ်ဖြစ်တတ်တယ်။အ내ရောင်ပြရင်ရောင်မိခိုးရောင်တို့ကိုသုံးမှရှစ်လေးကိုကနန်းတွေကိုအချိုးပေးတဲ့ကနန်းတွေဖြစ်သုံးဆွဲနိုင်ပါတယ်။အိမ်နီးပါးမှာရှိတဲ့ဘုန်းတော်ကြီးအကြောင်းမှဆံလူဒါနပြုပေးပါ။ကျေးဇူးတင်ပါတယ်။ဗုဒ္ဓနဲ့မွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်နိုဝင်ဘာလ15ရက်ကနေ27ရက်နေ့တော်တွင်ပါ။ အပြိုင်ဆိုင်အလုံးကိုကျော်လွှားပြီးဘုရားတို့တက်မယ်ဝိချင်းစုစားရခဲ့မယ်အလုတ်တွေမှာတို့တက်မယ်ပညာတတ်တဲ့ဘဝတွဲဖက်တို့တက်မှုကိုရှာဖွေနိုင်တယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တို့လောကကျင်းတို့ရဲ့ကောင်းသောအကျိုးဆက်နဲ့တို့တက်မှုနှစ်သာတာကိုပြေဝရမယ်ကိုယ်ပိုင်ယက်တီချက်နဲ့ဘဝတို့တက်ခြင်းတွေရဲ့ကောင်းသောအကျိုးကျေးဇူးကိုလည်းထေရှားစွာဖန်တီးရရှိနိုင်တဲ့ကာလဖြစ်ပါတယ်စကားရင်းနေမှာ မတော်တဆထိခိုက်မှုနေရကျူးဆက်ရမယ်နောက်ရကုန်တည်သောဇန်နေရှိတတ်တယ်။ယံနဲ့ရှိပြီးတော့ရမယ်။16ရဲ့နေ့မှာအနီးကမှနောက်ဆုံးချိန်မှာသစ္စာမဲ့တဲ့သူစကားမတီးတဲ့သူနဲ့တွေ့ပြီးလောကကေနာကုလုံးတပိုင်းတဆဖြစ်တတ်တယ်။ဓာတ်လိုက်တတ်တဲ့သတိထားအဲ့နေ့မှာအပူလောင်တတ်တော်သတိထား18ရဲ့နေ့မှာတော့ထူးခြားတဲ့ကံပွင့်ခြင်းနဲ့ဆင်ပြေခြင်းတွေရှိလာပြီးလူရပြည့်စုံခြင်းနဲ့ရှင်မကြအောင်မြင်ခြင်းတွေကြုံမယ်။18ရဲ့နေ့မှာ ယက်တီချက်တည်နေလောက်ကံမှုတွေရဲ့အောင်မြင်မှုကိုရနိုင်တယ်။အပြိုင်ဆိုင်ကြအတွတ်တယ်16ရက်နေ့မှာငွေကြေးကံလုပ်ငန်းကံဘဝကံထူးထူးခြားခြားတွတ်တယ်။ကာလရှိကြဆိုင်ရနေလူတွေလောက်ကံနိုင်တယ်။20ရက်နေ့မှာသူတပန်းနဲ့မတူတဲ့ရှုတော်နေရာနေကွတ်ထုတ်ပြီးတော့အလိုပြည့်ခြင်းဘဝတွတ်တယ်ခြင်းနှစ်သာရကိုရမယ်။21ရက်နေ့လုပ်ငန်းနေတာကျန်စီရွယ်ချက်နေတာတွေမှာအောင်မြင်တွတ်တယ်တာမှန်တယ်။ဒါပေမဲ့မတော်တဆညေကျူဆိုင်ရမယ်။ တောင်ရက်ကိုတည်စွာစံနေရှိတဲ့တဲ့နေ့ဆက်နှစ်နိုင်တဲ့တန်နိုင်ခွဲကြမတော်တဆညင်ရပတိဘက်ကညေဒီကိုအထုပြုသတိထားမှဖြစ်တဲ့ဒီကလာအတွင်းတနေ့လာနေသောကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနေ့ကတွေဗုဒ္ဓမွေးသူများချမ်းစိတ်နှောင့်ရှက်ဖြစ်မယ်တလေးကိုကနန်းနေအချိုးပေးတယ်အညိုရောင်ပြာရောင်မိခိုးရောင်တွေကိုသုံးဆွဲပြီးတော့အလိုရှိအကိစ္စတွေလောက်ကန်ရင်အောင်မြင်ခြင်းချိုးပေးခြင်းရဲ့ အနှစ်သာရကောင်းကိုရရှိမှာဖြစ်ပါလေ။ကောင်းခြင်းခံကြမှာနဲ့တိုးတက်ခြင်းတွေရစီရတဲ့နေနိဗ္ဗာန်မှာရှိတဲ့ဘုန်းတော်ကြီးเจ้าမှာသင်္ကန်းသွားရောက်လူတိုင်းချင်းပြုပေးပါ။ကျေးဇူးတင်ပါတယ်။အကပတိနေမွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်နိုဝင်ဘာလ15ရက်ကနေ့21ရက်နေ့အတွင်းကာလဟာရပိုင်ခွင့်နေပြန်လည်တောင်းဆိုရရှိနိုင်တယ်။ အယဝေးနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တွေကျိုးပေးတယ်။ငွေကြီးကန္တာလုပ်ငန်းကန္တာဘဝကန္တာတွေမှာထူးခြားစွာကောင်းခြင်းတိုးတက်ခြင်းနဲ့အလိုပြည့်စုံခြင်းနဲ့သာတောင်ကျုံမယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်ကင်ခြင်းတို့ရဲ့ကောင်းသောကျိုးကျေးဇူးကိုရမယ်။လူမျိုးပွဲလူမျိုးကြားကျိုးပေးမယ်။အယဝေးနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တွေကျိုးပေးမယ်။ဆန္ဒရဲ့နေ့မှာရှင်ဤသူများနဲ့စကားများတတ်တဲ့ပဋိပက္ခကျုံမယ်ပြီးမှအလိုပြည့်စုံမယ်။အဲ့ဒီနေ့မှာ မတော်တဆအထိကမှန်ဒီကယူဆရမယ်အဓိကအနောက်ရက်ကိုတည်သွားစဉ်ဖြစ်တတ်တဲ့နေကတနိုင်ခွဲနဲ့ညနေ3နိုင်တွင်သွားလာကယူဆရမယ်16ရက်နေ့မှာတော့ရာရာစင်ပြေတဲ့ကံနဲ့တွတ်တက်တဲ့ကံနဲ့ပေါ်ပေါက်တယ်မိကောင်းဆွေကောင်းထောက်ကူရမယ်18ရက်နေ့မှာရှင်ပြန်မှုမှသမြောင်မြင်ခြင်းနဲ့ဘဝတွတ်တက်ခြင်းကံမြမခြင်းတွေကိုကြုံမယ်19ရက်နေ့မှာအတိုက်ခံအလုံးကိုကြော်ပြီးမှဒိုရာပြည့်စုံမယ် အရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တွေကြိုးပြမယ်20ရည်နှစ်မှာရီမန်းချက်သစ်တွေအောင်မြင်မယ်ပိတ်နေတဲ့လမ်းကြောင်းကိုပြန်ပွင့်မယ်အရဝင်းနဲ့ဆက်ဆက်တဲ့ကြိုးပြမှုကံကောင်းခြင်းကိုကြုံမယ်21ရည်နှစ်မှာငွေချေးလက်လာပါဥစ္စာဒနာနဲ့ပတ်သက်တဲ့ကံကောင်းခြင်းဘဝတိုးတက်ခြင်းတွေရှိမယ်မတော်တဆညကြီးဆက်ရမယ်တောင်ရက်ကုန်တည်သွားစရာညရှိတတ်တယ်နေခင်း ဆက်နှနိုင်တဲ့တဏ္ဍခွဲတွင်အသွာလာနေတိုင်းအထူးပြုကျူးဆက်ရမယ်ဒီကံလအတွင်းမှာအပြာရောင်မိခွရောင်နုနေရောင်တို့ကိုအချိုးပေးတဲ့ရောင်တွေဖြစ်သောဆွဲနိုင်တယ်သုံးခုကိုကနန်းနေအချိုးပေးတယ်ဇာတပတိနေပုထုနေအင်္ဂါနေမွေးသူတွေကောင်းချိုးပေးပြီးတော့တနင်္လာနေ့သောကြနေမွေးသူများကြောင့် စိတ်နောက်စိတ်တည်းရှိတတ်တယ်။အလုံစည်းဝါးတွေလုတ်တဲ့ကြိုင်တဲ့အခါမှာအောင်မြင်စီရန်တို့ကရွှေရောင်တွေကြိတ်နဲ့ငွေရောင်တွေကြိတ်တစ်ခုနဲ့တစ်ခုချိတ်တွေပြီးတော့အိတ်ထက်ထက်ဆောင်ပြီးလုံလုံပါအောင်မြင်ခြင်းတွေရပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။ဇာနေပွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်နိုဝင်ဘာလ15ရက်နေ့ကနေ21ရက်နေ့အတောအတွင်းမှာ ဥတီချက်ပြောင်းပြီးလောက်ကန်တာတွေကနေရှေ့တိုးတက်မှုနဲ့အောင်မြင်မှုတွေရရှိမယ်။ငွေကြေးကိစ္စလုပ်ငန်းကိစ္စတွေမှာရန်နဲ့ရှင်ပြီးတော့လိုအပ်တတ်တယ်။သူတစ်ပါးပေါ်မှာယုံပြီးလွှဲပြီးလုပ်တဲ့လုပ်တဲ့အနေကိုယ်မှာပြဿနာဖြစ်လာတတ်တယ်။ဒီကဏ္ဍအတွင်းစကားမတတ်တဲ့အပြောဆိုနေတဲ့ကျူးဆက်ရမယ်။တပါးသူဂရိကိုလည်းသွားမယုံနဲ့ကိုယ်လည်းသူတစ်ပါးတွေတကူဂရိမပင်းနဲ့စကားကျွန်သွားတတ်တယ်။ ။နောက်ဒီကဏ္ဍအတွင်းငွေကြေးကိစ္စလုပ်ငန်းရေးရာကိစ္စမှန်သမျှပတိနဲ့တော့မပစ္စည်းလောင်တယ်လောက်ရမလို့။လောင်ကုန်တွေမှာဆုံးရှုံးသွားတတ်တယ်။ဆန်ငါးရည်နေ့ကတော့ရန်တော်တန်များတယ်။အဲဒီနေ့မှာအတိုက်ခံနေတယ်လည်းတွေ့ရတတ်တယ်။မတော်တဆနေလည်းဂရုစိုက်ရမယ်။အနောက်ရောက်တည်သွားစဉ်နေရှိတတ်တယ်။နေ့တန်တိုင်ခွဲနဲ့သုံးနိုင်တယ်သတိထား။ဆက်ကြောင်းနေရတော့တော်စိတ်ချမ်းသာတယ်။ရရရှင်ပြေတယ်။မတင်မပဲမိကောင်းဆွေကောင်းထောက်ကူရနိုင်မယ်။ 18ရက်နေ့မှာဥတီချက်တဲ့နဲ့တိုးတက်မှုစစ်တေဖွဲ့မယ်။18ရက်နေ့မှာငွေချေးလက်ပွင့်ခြင်းလိုရာပြည့်စုံခြင်းတွေရှိမယ်။19ရက်နေ့မှာနေကင်းတနိုင်ခွဲချော်သွားပြီးအသေးစားထိကဲမှုကိယူဆက်ရမယ်။20ရက်နေ့ကတော့ရာရာဆင်ပြေခြင်းကံကောင်းခြင်းချုံမယ်။21ရက်နေ့မှာလက်ပွင့်မယ်၊ကံပွင့်မယ်၊လိုရာပြည့်စုံမယ်။အဲဒီနေ့မှာတောင်ရက်ကိုတည်သွားစဉ်ကြီးဖြစ်တတ်တဲ့နေ19ရက်နေ့တနိုင်ခွဲတွင်သွားလာနေတဲ့ကိယူဆက်ရမှာဖြစ်ပါတယ်။ ဇာတာပတိနေဗုဒ္ဓနေတောက်ကြံနေဝိသူတွေကောင်းကျိုးပေးတယ်တင်းငွေနေငန်နေဝိသူတွေဒုက္ခပေးတတ်တယ်တင်းငါကိုကနန်းနေချိုးပေးတယ်ဆင်းရောင်ဖြူရောင်မိခိုးရောင်တို့ကိုဝိဆင်သောဆွဲပြီးအလိုရှိအကိစ္စတွေဆောင်ရွက်ပါကောင်းခြင်းကံကြမ္မာများရစေရန်အတွက်နေနိဗ္ဗာန်မှာရှိတဲ့သက်ရွယ်ကြီးရင်သူတို့ကို မုတ်အဟာရဒါနပြုပါကျေးဇူးတင်ပါတယ်နေနေမွေးသူအားလုံးမင်္ဂလာပါ 2025နိုဝင်ဘာလ15ရက်ကနေ27ရက်နေ့တော်တွင်မှာအပြောင်းလဲတဲ့တိုးတက်မှုရှိမယ်ရည်မှန်းချက်အောင်မြင်မယ်လူမျိုးဝဲချိုးပေးမယ်အရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေချိုးပေးမယ်ဝေကြီးပေးယူကိစ္စလုပ်ငန်းကိစ္စစီးပွားကိစ္စတွေမှာရန်နဲ့ရှင်ပြီးလုပ်ရမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်ကန်ခြင်းတို့ရဲ့ကောင်းသောအကျိုးကျေးဇူးနဲ့တိုးတက်မှုရဲ့အနှစ်သာရကိုကြုံမယ်သူတစ်ပါးနဲ့ကိုယ်နဲ့ချမ်းမှာ အယူဆသဘာဝကွာနစ်ကစားလိုရာပြည့်စုံခြင်းတွေရှိမယ်အရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တာချိုးပေးမယ်နေရာပြောင်းလဲ၍တိုးတက်မယ်15ရက်နေ့မှာအပြောင်းလဲတဲ့တန်လန်းပေါ်မယ်ကောင်းသောကံရှိမယ်သို့သောမတော်တဆနေကူးဆိုင်ရမယ်အနောက်ရောက်တည်သွားစေခြင်းရှိတတ်တယ်နေ့တနင်္ဂနွေနဲ့သုံးနိုင်တွင်ရရသတိထား16ရက်နေ့ကလက်ဖွဲ့ခြင်းကံဖွဲ့ခြင်းနဲ့တို့ရပြည့်စုံခြင်းကိုကြုံမယ်18ရက်နေ့မှာ မတော်တဆထိခိုက်မှုတွေကယူဆမယ်ရန်တက်ခံများတယ်လူ၄ယောက်ဒုက္ခီသွားခြင်းကိုရှာရမယ်၁၈ရက်နေ့မှာပေါ်ပေါက်လာတဲ့အကြံဉာဏ်ကိုသုံးချပြီးလုပ်ငန်းလုပ်ကိုချိုးပေးမယ်၁၉ရက်နေ့မှာရပိုင်ခွင့်တွေပြန်လည်ရရှိခြင်းကံမြင့်ခြင်းချိုးပေးခြင်းကိုကြုံမယ်၂၀ရက်နေ့မှာထူးထူးခြားခြားကောင်းတဲ့ကံတွေရှိမယ်ရှင်ပြိုင်မှုတွေမှာအောင်မြင်ပြီးဘဝတိုးတက်ခြင်းကိုကြုံမယ်၂၁ရက်နေ့မှာရံများမယ်ပြိုင်များမယ်သူတစ်ပါးကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်နှေးချကြမယ်အဲဒီရက်မှာ မတော်ဆညုံတဲ့ကျဆက်မယ်တောင်ရက်ကိုတည်သွားစရာနေရှိတတ်တယ်။နေဆန်းနိုင်တဲ့တနိုင်ခွဲတွင်းမှာအသွာလာနေတိုင်းကျဆက်ရမှာဖြစ်ပါတယ်။တနည်းလာနေကနေကြာသာပရိနေမွေးသူတွေကောင်းကျိုးဖြစ်မယ်။တနည်းကလေးနဲ့တောက်ချာနေမွေးသူများကြောင့်စိတ်နှောင့်ရှက်ရှိမယ်နှင့်ခွန်ရှိကနန်းနေကျိုးပြတဲ့အနေရောင်ပြန်ရင်ရောင်နဲ့ပြောင်းတွေကိုသုံးပြီးတော့အလိုရှိတဲ့ကိစ္စတွေဆောင်ရွက်ရင်သူတို့ချာချာအောင်မြင်တဲ့ခံကြမ္မာတွေကို ရရှိပါမယ်။ကောင်းကောင်းကံကြမ္မာများရစေရန်အတွက်အနီအောင်ပန်းဝင်းတို့ကိုဖျားတည်ပြီးလောရဆန္ဒပြုပေးပါကျေးဇူးတင်ပါတယ်။